ေဟုတ်ပြီဝေဒတိပြီမှာမြတ်စွာဘုရားပေးတဲ့လမှာဘုရားဒီမရဏတတိကမ္မထံကိုခေါ်ထားတော့လာနာတဲ့ပရိသတ်ကတော့အများကြီးပဲမြတ်စွာဘုရားဟောတရားဝဲထားသွားဒီလူတွေဟာဒီလိုပဲနေကြအဲ့ဒီချိန်မှာကလေးမလေးတယောက်အဲ့ဒီချိန်တုန်းကဆိုရင်တော့သူက14နှစ်သမီးလောက်ပဲရှိသေးတယ် 16နှစ်သမီးလောက်ရှိတဲ့ကလေးမလေးကမြတ်စွာဘုရားကမရဏတတိပွားဖို့တိုက်တွန်းသွားတာကိုသူသဘောကျပြီးတော့သူက16နှစ်ရှိသေးတာမရဏတတိကို3နှစ်တီးပြီးဘုရားစကားလိုက်တာပြီးတော့တနည်းမပြတ်ပွားတဲ့ကြံတဲ့လူတွေဘယ်သူမှမပွားဘူးမေ့နေချတရားပွဲကပြန်သွားမေ့ပလိုက်ချပြီဟုတ်လားဒီကတော့မှတ်ထားတယ်မှတ်ထားပြီးတော့ဒီတရားငါစူးစမ်းမယ်ဆိုပြီးတော့မရဏတတိကိုနေစဉ်ပွားအခုမြတ်စွာဘုရား ဒီ78ဟွာမြောက်ဒီဘက်ကို ပြန်ရောက်လာတဲ့အခါမှာအာလဝီပြည်ဘက်မြတ်စွာဘုရားရောက်လာတယ်ဆိုပြီးရောက်လာတဲ့အခါမှာဒါ၃နှစ်ပြည့်သွားပြီသူကပွားတယ်အေးဘုရားကြွလာတယ်ဆိုပြီးတော့ဘုရားစီတရားနာဖို့ဆို ရောက်လာကြတာပရိသတ်တွေအများကြီးပဲရောက်လာကြတဲ့အခါမှာမြတ်စွာဘုရားကလာရင်းကလည်းမရဏတတိပွားဖို့၃နှစ်လောက်ကဟောခဲ့တာတကယ်ပွားနေတာဒီကလေးမလေးတယောက်ပဲအဲ့ဒီကလေးမလေးဟာ အသိဉာဏ်တွေရင့်ကျက်နေတာဖြစ်လို့ရှေ့ဆက်ပြီးမြတ်စွာဘုရားလမ်းညွှန်မှုပေးခြင်းတာဒါကြောင့်မို့ကြွလာတာအဲ့ဒီကလေးမလေးက16နှစ်အရွယ်ရောက်ပြီအဲ့ဒီနေ့မှာ သူ့အဖေကမှားထားတယ်ရောက်လုံးလို့ခေါ်ခေါ်နှုံးလို့ခေါ်ခေါ်ပေါ့ခြီးရကန်သမားတွေတုံးတဲ့ခြီးငင်ထားတဲ့ခြီးနဲ့ရစ်ထားတဲ့ဟာလေးရောက်လုံးလေးတညင်းလုံးလေးအဲ့ဒါလေးကိုသမီးငါးစီစောစောပို့လိုက်သူများအပ်ထားတဲ့ အထဲဒီကနေ့ငါအပြီးရမယ်လို့ရောင်လုံးလေးရောင်းပြီးတော့သုံးမလွန်ပြန်လေးလွန်ကလေးကိုခြင်ရစ်ပြီးတော့ငါစီကိုမြန်ပိုးလိုက်လို့ဆိုပြီးမှားသွားတာပြောလဲတရားနာခြင်းနဲ့အဖေမခိုင်းတာလို့ရင်လေအမှန်ခံရအရိုက်ခံရမှကြောက်တယ်ဒါကြောင့်မို့စောစောစီစီထပြီးတော့ရောင်လုံးကလေးကိုခါတယ်သူ့မှားထားတဲ့ဟာရအောင်ခြင်ငင်တဲ့အလုပ်ကိုလုပ်ပြီးတောင်းလေးတဲ့ထက်သူ့အဖေစီပို့မယ်ဆိုပြီးတော့လာတယ် လမ်းရောက်တဲ့အခါကျတော့မြို့ထဲမှာမြတ်စွာဘုရားကတရားဟောမလို့စောင့်နေတာပေးသက်ကြီးကလည်းရှိနေသို့တော့ဒီကလေးမလေးမလာသေးလို့မြတ်စွာဘုရားဘာစကားမှမပြောသေးဘူးငြိမ်းနေတာအဲဒီကလေးမလေးကနည်းနည်းလေးနောက်ကျပြီးတော့ရောက်လာရောက်လာတော့တရားနာပြီးမှပဲသွားတော့မယ်အဖေကရိုက်ရိုက်မှန်းမှန်းငါတော့တရားမနာပဲတော့မနေဘူးတရားနာအောင်မယ်ဆိုပြီးတော့သူ့အဖေရိုက်ချင်လေရိုက်ပါစေဆိုတဲ့စိတ်တက်နဲ့ဝင်ပြီးတော့နောက်ဆုံးမှာ ပိဋကအစုံမှာဝင်ပြီးတရားနာတာလေအတူလာတော့မှမြတ်စွာဘုရားတရားဆဟောမြတ်စွာဘုရားကသူ့ကိုနှမ်းကြည့်လိုက်တာကြည့်လိုက်တဲ့သင်္ကေတနဲ့ပဲသူကသိတယ်ဘုရားရှင်ကိုသွားဖို့အဲ့ဒီရောက်လုံးတောင်းလေးချထားခဲ့ပြီးတော့ဒီပိဋကလာတဲ့မြတ်စွာဘုရားကြွတဲ့လမ်းကြောင်းအတိုင်းသူကဘုရားနာနီးအနီးရောက်လာအောင်သူဝင်လာခဲ့တယ် ဝင်းလာလာချင်းမြတ်စွာဘုရားကသူ့ကိုမေးတယ်ဘယ်ဟာလာတာလဲလို့မေးလိုက်သူကမရဏတတိကိုတရက်မပြတ်ပွားထားတာဆိုတော့မြတ်စွာဘုရားသင်ထားတာတွေသူအကုန်သိနေတယ်เนาะသိခြင်းတရားနဲ့ပတ်သက်ပြီးအကုန်သိနေတယ်ဘယ်လာတာလဲလို့မေးတဲ့အခါမသိပါဘုရားတဲ့ရှောင်းတယ်ဘယ်သွားမလို့လဲလို့ဆိုတော့လေမသိပါဘုရားလို့ရှောင်းတယ် မသိဘူးလားလို့ဆိုတော့သိပါတယ်ဖုရား။သိကောသိရလားလို့ဆိုမသိပါဖုရားလို့ပြော။ဟောပရိသတ်ကဒီကောင်မလေးဖုရားနဲ့ဘာတွေလာပြောနေတာလဲ။ကျန်တဲ့လူတွေအတိတ်ပဲနားမလဲဘူး။ဘာလို့လဲတော့ဆိုရင်ဖုရားသုံးနှစ်လောက်ကဟောခဲ့တဲ့တရားမေ့ပလိုက်ပြီလေ။သူကတော့မမေ့ဘူး။အဲ့တော့လူတွေကတူး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 နဲ့ပြောလာပြီးအတန်ကလေးတွေထွက်လာကြတယ်။ဒီကောင်မလေးယူနေတာလားမသိဘူး။ နော်ဘယ်ကလာတာတော့ဆိုအိမ်ကလာတာပြောတာမဟုတ်ဘဲနဲ့မသိပါဘုရားပြောဘုရားနဲ့ဂျုတ်လုံနေတယ်ထင်နေတာသူတို့ကနော်ဘယ်သွားမလို့တော့ဆိုရကန်းယုံသွားမလို့ဖြေရမှာဘယ်နဲ့ကြောင့်မသိပါဘုရားဖြေတာမသိဘူးလားလို့မေးတဲ့အခါကျသိပါတယ်သိရလားလို့ဆိုမသိပါဘုရားကြံတဲ့လူတွေကသဘောမပေါက်ဘူးအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့အရေးချင်းကိုဖော်ပြလို့ကဲစကားအဓိပ္ပာယ်ကို ရှင်းမအောင် ငါကဘယ်ရလာတာတုံးလို့ဆိုတော့မေးတော့ဘာဖြစ်လို့မသိပါဖျားလို့ရှောက်ထားလဲလို့ဆိုသူကရှင်းတယ်အဲ့ကြတော့မြတ်စွာဘုရားပဲတဲ့တပည့်တော်အိမ်ကလာတယ်ဆိုတာအရှင်ဘုရားသိတာပေါ့တဲ့ရှင်ဘုရားမေးလို့ရင်းကလွန်ခဲ့တဲ့၃နှစ်လောက်ကဟောထားခဲ့တဲ့တရားလူတွေဟာဘဝတစ်ခုကနေဘဝတစ်ခုကူးတာဘယ်ဘဝကလာတယ်ဆိုတာမသိကြဘူးပေါ့ဒါကြောင့်မို့လို့တပည့်တော်က ဘယ်ကလာတာတုံးဆိုတာဘယ်ဘွားကလာတာလာတာလဲလို့မေးတာမို့ဘုရားတပည့်တော်ကတပည့်တော်မကမသိပါဘုရားလို့ရှောက်တာပါလို့ဆိုဘုရားဟုတ်လိုက်လေတာထုတာထုငါပြောတာနေမေးဘူးပေါ့ဒီလိုနော်ဒါဖြင့်ဘယ်သွားမှလဲလို့ဆိုတာကိုကျတော့ဘာလို့မသိပါဘုရားဖြစ်ဒီဘွားကနေပြီးတော့ဘယ်သွားမယ်ဆိုတာဘုရားကမေးတာဖြစ်မယ်ရက်ကန်းယုံသွားမယ်ဆိုတာအရှင်ဘုရားသိပြီးသားပဲဒါကြောင့်ဒီမေးခွန်းဟာ ဘယ်ဘဝကိုသွားရမှာလဲဆိုတာကိုရည်ရွယ်ပြီးတော့မေးတာဖြစ်တော့ကြောင်းတပည့်တော်ကလည်းမသိပါဘုရားလို့အဲ့ဒါရည်ရွယ်ပြီးတော့ဖြေတာပါဆိုဘုရားတာရုခေါ်တယ်။တကားငါကမသိဘူးလားလို့မေးတဲ့အခါကျဘာကြောင့်သိပါတယ်ဘုရားလို့ဖြေတာတော့ဆိုရသော်ဘုရားမေးလို့ရင်ကနင်းတရားမှမသိဘူးလားလို့မေးတာဖြစ်တယ်။တပည့်တော်ကမရဏတတိအမြဲပွားနေတာဆိုတော့တရားမှသိပါတယ်ဘုရားလို့ရှောက်ထားပါတဲ့။ ုတ်ပြီတာရုခေါ်တယ်မြတ်စွာဘုရားဒါဖြင့်သိရလားလို့ပြောတဲ့အခါကျတော့ဘာဖြစ်လို့ဟိုမသိပါဘုရားလို့ပြောပြန်တာလဲလို့ဖြေပြန်တာလဲလို့ဆိုတေတရားမှာတော့ဘုရားတပည့်တော်မှသိပါတယ်တဲ့ဘယ်နေ့ဘယ်ရက်တရားမယ်ဆိုတာတော့ထိတ်ကိုတော့မသိပါဘူးတဲ့ဒီလိုဆိုလို့တာပေါ့နော်အဲ့ဒါကိုညင်ညွန့်ပြီးတော့တပည့်တော်မှဒီမေခွန်းကိုဖြေတာပါလို့ဆိုတော့ယေရှုဘုရားတာရုခေါ်တယ် လွန်ခဲ့တဲ့၃နှစ်ကဟောထားရတဲ့တရားကိုသူတယောက်တည်းကောင်းကောင်းမှတ်မိပြီးတော့မရဏတတိကိုကြာကြာနာနာပွားအဲ့ဒီကြတော့မြတ်စွာဘုရားကအလုံးကိုတရားဟောတဲ့အနေနဲ့ဘာဟောတော့ဆိုအန္တိဘူတော်အယံလောကောမြတ်စွာဘုရားကဒီစကားလေးကစပြောလိုက်တာနော်အန္တိဘူတော်အယံလောကောဒီလောကကြီးဟာတဲ့အန္တိဘူတော် တကယ်ကတော့မျက်စိကန်းတာတော့မဟုတ်ဘူးဒါပေမဲ့ကန်းနေတယ်လို့ဖြစ်နေကြပြီမသိကြဘူးဒါလေးတော့မသိကြဘူးဒီမေကွန်းလေးတော့အဖြစ်မှမသိကြဘူးလို့မြတ်စွာဘုရားလို့ဆိုတာเนาะအန္တိဘူတော့အယံလောကောဒီလောကကြီးကမကန်းမိမဲ့ကန်းတယ်လို့ဖြစ်နေပြီပါဠိစာပေမှာအန္တိဘူတော့ဆိုတဲ့အပေါ်မှာ ဤအခရာလေးနဲ့ရေးတာရှိတယ်မပါဘဲနဲ့အန္ဓဘူတော်လို့လည်းရေးတာရှိတယ်အန္ဓဘူတော်ဆိုရင် အကန့်ဖြည့်ဖြည့်ဖြစ်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်အန္ဒီဘူတော်ဆိုတာအကန့်မဟုတ်ဘဲနဲ့အကန့်လို့ဖြစ်တယ်လို့အဓိပ္ပာယ်ရှိတယ်စာပေကျမ်းကမှာအလဲကောင်းမှဤဆိုတဲ့စကားလုံးထည့်ပြီးတော့သုံးထားရင်အန္ဒီဘူတော်ဆိုတာဒီလူတွေက ကန်းနေတာတော့မဟုတ်ဘူးသို့တော့အကန်းလို့ဖြစ်နေတယ်ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ကနော် ဒါကပါဠိစာပေမှာ စကလုံးအတုံးနေခြင်းမတူတတ်ဘူးပေါ့မတူဘူးဒီမကမ်းမဲနဲ့ကမ်းတယ်လို့ဖြစ်နေတာကပလီကာရဆိုတဲ့စကလုံးကြားဖို့ကြလိမ့်မယ်